မင်္ဂလာပါဒီတစ်ပတ်မင်းသမီး editorial talk အစီအစဉ်မှာစက်ကောင်စီကလေးချောင်းတိုက်ခိုက်တဲ့နေရာမှာတိုးမြင့်အုံပြုလာတဲ့ဒီ paramotor လို့ခေါ်တဲ့စက်တပ်လေးဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့ရှိပါတယ်ဟုတ်ကဲ့မင်္ဂလာပါဆရာရှင့်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ အဲစစ်ကောင်စီကပေါ်လေဒီအခုနောက်ပိုင်းမှာဒီလေကြောင်းတိုက်ခိုက်တဲ့နေရာမှာဆိုလို့ရှိရင်လေရင်တွေ drone တွေတင်မကတော့ပဲပေါ့နော်ဒီစက်တက်လေတီးတွေနဲ့လူကိုယ်တိုင်ဘုံပြစ်ချတာမျိုးတွေကိုတော်တော်လေးလှုပ်လာတော့တွေ့ရတယ်ပေါ့နော်အများစုဆိုလို့ရှိရင်ဒီစကိုင်းမကွေးပြီးတော့ဒီမန္တလေးနဲ့ပဲခူးဘက်မှာလုံးလုံးဆယ်တွေ့ရတယ်ပေါ့နော် မနေ့တုန်းကတော့မှဒီမကွေးဘက်မှလီတိနဲ့ကျဲသွားလို့ကလေးလူကြီး၈ယောက်လောက်ဆုံးသွားတယ်ပေါ့နော်ဆိုတော့တခြားကိစ္စကမပြောခင်ပေါ့နော်ဒီပထမဆုံးဒီဆက်တက်လီတိကဘလိုမျိုးအလုပ်လုပ်တယ်လဲပြီးတော့သူ့မှာဘလိုအားသာချက်အားနည်းချက်တွေရှိတယ်လဲရှင်ကျွန်တော်မြန်မာတွေကဆက်တက်လီတိလို့ခေါ်တဲ့ပါရာမော်တာပေါ့နော်နောက်တစ်မျိုးကတော့ပါရာဂလိုက်ဒါလို့လည်းခေါ်တယ်အဲ့ဒီပါရာမော်တာတွေသုံးပြီးတော့စကောက်ကြီးတက်ကဘုံကျဲတာဆလုတ်တာက 2024ခုနှစ်နှစ်ကုန်လောက်ကစတယ်မန္တလေးတိုင်းထိုးကြီးတောင်သာငန်းစွန်နောက်စကိုင်းမော်လေအဲစကိုင်းတိုင်းထဲမှာအဲ့ဒါတွေကိုပြစ်ခတ်မှုတွေဆလာခဲ့တာ2025ခုနှစ်နှစ်စမ်းပိုင်းမှာတော့မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းအေရဝီတိုင်းနဲ့ပဲခူးတိုင်းဒီမှာပါနေစဉ်ဆိုသလိုတိုက်ခိုက်မှုတွေလှုပ်လာတာတွေ့ရတယ်ဒီပါရာမော်တာမှာကသူက လေဒီကိုဆက်တက်ထားပြီးတော့လူပါလိုက်စီးနိုင်တဲ့ပစ္စည်းတည်လို့ရတယ်စေအဝိုင်းကြီးတစ်ခုပါတယ်တကယ်တော့ဒီပါရာမော်တာစီးတယ်ဆိုတာနိုင်ငံတကာမှာဆိုရင်ဂျေဗန်စားတဲ့စွန့်စားတဲ့အားကစားတစ်မျိုးပေါ့နော်သူကတယောက်စီးရှိတယ်နှစ်ယောက်စီးရှိတယ်အမြင့်ပေတပေါင်း၈၀၀လောက်ထိပြန်နိုင်ပြီးတော့တနာယီရော၂၄ကီလိုကနေကီလို၈၀ထိပြန်နိုင်တဲ့မျိုးစားတွေရှိကြတယ်အခုစစ်ကောင်စီတပ်သုံးနေတဲ့ ာရာမော်တာတွေကတော့တယောက်စီးနေမြားတယ်။သူကလှဲ့ကင်းအနေနဲ့ရောဘုံချတိုက်ခဲ့တဲ့နေရာတွေမှာပါတုံးတာတွေ့ရတယ်။လူအများစုကဒီပါရာမော်တာတုံးပြီးတော့စစ်တိုက်တာကိုစာသတိထားမိတာကဟာမတ်ဆက်လီဒတ်လို့ဖြစ်တဲ့ Falcon ဆိုတဲ့ဟာစတုံးတာ2023ခုနှစ်အောက်တိုဘာ9ရက်နေ့တုန်းကဟာမတ်ကဒီအစ္စရေးထိန်းချုပ်ထားတဲ့ဂါဇာကမ်းမြောင်ကိုအလစ်ဝင်တိုက်တဲ့အခါမှာတုံးတာဒါပေမဲ့လည်း ဒုတိယကမ္ဘာစစ်တွင်းမှာကိုရှိခဲ့တယ်ဂျာမနီဘက်ကရောမဟာမိတ်တွေဘက်ကရောဒီလိုပဲပါရမော်တာတွေအေကိုလေဒီတက်ဆိုပြီးတော့အသုံးပြုခဲ့တာရှိတယ်နောက်1989ခုနှစ်နိုဝင်ဘာမှာဟာမတ်တွေကအစ္စရေးကိုဝင်တိုက်တဲ့နေရာမှာလဲလက်ဗနွန်ဘက်ကနေပြီးတော့ပါရမော်တာတွေစီးပြီးတော့ရှိခဲ့ပြီသူရဲ့အားသာချက်ကတော့သူကအနိုင်ပြန်နိုင်တယ်တဲရပိုးကလွယ်တယ်။နောက်ဒီတဲမှာစက်ကရိယာတုံးတာနဲတယ်။ထိမ့်သိမ့်စိမ့်နဲတယ်။နောက်ရေဒါပေါ်မှာပေါ်တဲ့အပိုင်းပေါ့ နဲတာကြောင့်မလို့တုံဟိုစီရေးတုံးတာမှာအာတာကျေရှိဒါမဲ့သူ့ရေဒါမှာမမီဘူးလားဆိုတော့မီးနိုင်ပါအလွယ်တကူမီးတာမျိုးမဟုတ်တာပေါ့တီးတဲ့အတိုင်း history ရဲ့ iron dome radar စနစ်ဆိုတာတိတ်နံပဲကြီးတယ်ဒါမဲ့ hamas တွေကဒီ gaza အာခြံစည်းကိုဖြတ်ပြီးတော့ဝင်သွားလိုက်တာ history မတိလိုက်တာနော်အခုစစ်ကောင်စီတပ်တုံးနေတဲ့ပါရာမော်တာတွေကိုမိထီလာမှာအခြေစိုက်တဲ့တာကာဆာ30ပေါ့ ကမရာဂျီစာဆက်ယုံအဲ့ဒီကနေပြီးတော့ထုတ်ပြီးတော့လေဒီစာတွေကိုတော့သူရဲ့ချီမြင်တဲ့အထက်ဆက်ယုံတွေကချုပ်တယ်အဲတွေ့ရအဲကြောင့်မေအောင်လိုင်ကအဲ့ဒီဆက်ယုံတွေတွားပြီးတော့ဒီဒီတိုက်ခိုက်မှုတွေမဖြစ်လာခင်အဲ့ဆက်ယုံတွေတွားတွားခဲ့တာတွေတတိထားမိမှန်းတယ်သူတို့မှာပါရာမော်တာအဖွဲ့တွေလို့ရှိရင်မော်ဘီယာလေဒီ6နောက်မေဒီလာရှန်ဒဲမကွေးလီဒါစကန်ဌာနချုပ်တရဝူးလီဒါစကန်ဌာနချုပ်နဲ့မုံရွာကနမခပေါ့နောက်မြောက်တဲ့ဌာနချုပ်တွေမှာရှိတယ် အခုလက်ရှိမှာကပါစရေရောတချို့တိုင်ရင်တပ်ဖွဲ့တွေမှာပါပါရမော်တာမောင်းတဲ့တင်တယ်ဆက်ပြီးနေတာတွေ့ရသူတို့သုံးတဲ့ပါရမော်တာတွေကတယောက်လူတယောက်စီးလိုက်တယ်ဆိုရင်သူကအဒီပေါင်150ပတ်ချလဲလောက်ပဲတဲနိုင်တာဆိုတော့အများဆုံးတော့လဲပုံဆက်နှလုံးပေါ့နော်ဒါပေမဲ့သူ့မှာ GPS ဆက်ပါတာဖြစ်တဲ့အတွက်ညာဘက်တွေလည်းသူတို့ပြန်တမ်းပြီးတော့ပုံတီချတာတွေတွေ့ရသူကပုံချမဲ့နေရာ အဲတဲ့ဝင်လာလို့ရှိရင်သူကပင်ကားလောက်အနှိပ်ပြန်ဆင်းလာတယ်ဂလိုက်တာနဲ့ဆင်းလာတယ်နောက်ပြင်မှတ်ကိုဘုံကျဲပြီးဘုံချပြီးတာနဲ့လက်နဲ့ငယ်တကန်းစာအကွာဝေးကနေလွတ်တဲ့เนาะအမြင့်ပင်မြင့်ပင်တထောင်လောက်ထိကိုသူကချင်းပြတ်တက်သွားတယ်မနာပြောလို့ပါရာမိုတာရဲ့အားတာချင်းလို့ပြောရင်ဆက်အားနဲ့သူကမြေပြင်းနေလေပေါ်ချက်ချင်းပြတ်တက်နိုင်တာစီစားတက်တာက လူကိုယ်တိုင်လိုက်ပြီးပြစ်တဲ့အတွက် drone တက်ဆိုင်ပြစ်မှတ်ကိုပို့ထိရောက်တာလည်းရှိတယ်။စွန့်ရင်မြင့်ဒီ glider တစ်ခုဆိုရင်ဓာတ်ဆီ15လီတာလောက်နဲ့ကီလိုမီတာ100လောက်ထိกว่าဝေးကိုသွားနိုင်။ Now drone ကြတော့ဂျမာအာဒန်ခံနိုင်တယ်။ paramotor ကြတော့ဂျမာအာဟိုကြောက်စရာမလိုတော့ညာဘက်ကညာဘက်မှာပြစ်တယ်ဆိုရင် तू อ่ะဒီကောင်ကြီးอ่ะအတန်ချင်များလို့ပဲအတန်ကြီးကြားနေဝီဝီနေเนาะအတန်ကြားပြီမယ်လဲ။ ဘယ်ကနေပြစ်မယ်ဆိုတဲ့ဟာအတိအကျဆမ်းမန်းမှုခက်တာကြောင့်မို့လို့အာစစ်ကောင်စီတပ်ကအာသာချက်တစ်ခုအနေနဲ့ယူပြီးတော့အော်လုပ်နေတာပေါ့ဒါပေမဲ့လည်းဒီဆက်လီကြီးတွေကတနာယီကို35မိုင်လောက်ပဲသွားနိုင်တော့နှီးတယ်လေတိုင်တော့မြင်မခံနိုင်တာနောက်ရာသီဥတုကျန်တဲ့အချိန်မိုးရာသီတွေမှာအာတုံးမရတာလေတိုင်တော့နဲ့လေကြောင်းလမ်းကြောင်းတွေလွတ်အောင်ပြန်လို့ရတဲ့အမြင့်ပေကိုမတက်နိုင်ဘူးနော် အတန်ဆူညံတာတွေကြောင့်မို့လို့သူကအာနေချက်တွေရှိတယ်။နောက်လူတယောက်လိုက်လာပြီးလိုက်ဟိုလိုက်စီးလာပြီးဆိုရင်ဘုံများများမတည်နိုင်ဘူးဘုံကြီးကြီးမတည်နိုင်ဘူးเนาะ။နောက်ဒါပြင်မဲ့မောင်းတဲ့သူပြစ်ချခံနိုင်အဲပြစ်ချခံရနိုင်တဲ့အနေဒါကြီးရဲ့အထူးသဖြင့်တော့ point side ပေါ့။အဲဒါကြောင့်သူတို့ကညာဘက်ကိုဟိုအလင်းလိုက်လာပြီးတော့ပုံကျဲလာရှိ။အခု paramotor တိုက်တဲ့နေရာတွေကိုကြည့်လို့ရှိရင်အညာဘက်မြေပြင်ဘက်ပုံများတယ် နော်တောင်တန်းဒေသဒီတိုင်းသားအီယာဟိုဟိုဒေသတွေမဟုတ်ဘာဖြစ်လို့လဲဆိုတော့အညာဘက်ဒီကတော်လိုက်တဲ့ PDF တွေเนาะ Wi-Fi လို့ဟာမျိုးဟိုများများတုံးနိုင်မှုဟို Wi-Fi ကဈေးကြီးတယ်လေနော်အဲ့ဒါကိုနေရာတော်တော်များများမှာချထားဖို့စနစ်ရှိထားဖို့ကတော်တော်ခက်တာပေါ့ Now live vision လို့ဟာမျိုးဆိုတာလဲဈေးကြီးတာအရိယာတွေမတုံးနိုင်မှုတွေလည်းဒါအပြင်ပဲဒီစကောင်စီတက် ူတို့အခြေစိုက်ပါရာမီတာအဖွဲ့တွေအခြေစိုက်ထားတဲ့နေရာနေပြီးတော့ key to ပေါ့သူကမြန်မြန်အဲမြန်မြန်တက်လာမြန်မြန်ဆင်းလို့ရတဲ့နေရာတွေအဲ့ဒါမျိုးတွေပဲအဲတုံးပြူနေတာအာတွေ့ရပါတယ်ချူချိုင်းဆိုတော့ဘောနော်အခုလက်ရှိဒီစက်တက်လေးဒီနဲ့တုံးပြီးတော့ဘုံကျဲချတာတွေဘာကြီးလောက်တာကဒီအညာဒေတာမှာအများစုပဲလောက်ကြနေရပါဘောနော်အဲအဲ့ဟာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲတိုက်ပွဲဖြစ်တဲ့နေရာတွေမဟုတ်ဘဲနဲ့အကုန်လုံးကဒီ အရသားတွေရှိတဲ့နေရာတွေကိုပဲဥတည်ပြီးတော့တိုင်နေအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဒီဆက်တက်လေဒီတွေကိုလေ့ကျင့်တာလေ့ကျင့်ထားတဲ့ဟာတွေကပေါ့လေဒီအရသားတွေကိုပဲဘုံကျဲဖို့အတွက်တီးတန့်အတွက်ဒါကိုတုံးတာလားပေါ့နော်ဒါမှမဟုတ်ဒီနောက်ပိုင်းတွေမှာဒီတိုက်ပွဲတွေမှာစစ်ပွဲတွေမှာပါသူတုံးလာနိုင်ခြေရှိမလားရှင်ဒီစစ်တက်ကအရင်တော့ဟာဒီပါရာမော်တာတွေကိုသူကလာစီးရဲ့နေရာတွေမှာပဲတုံးတယ်နော် 2024ဒီဇင်ဘာလ15ရက်နေ့ဒီလေတပ်နှစ်ပတ်လည်အခမ်းအနားမှာတော့အာမင်းအောင်လိုက်လာတဲ့အခါမှာမိဒီလာရှန်တဲ့ပဝင်းရှင်လုံုံရေးအတွက်ပါရာမော်တာတွေနဲ့အဲအဲလဲပြီးတော့ဟောလုံုံရေးကြည့်ပေးခဲ့တာတွေ့ရအဲ့ဒီအာပြီးတော့ဆယ်ရက်ပဲကြာတယ်ဒီဇင်ဘာလ25နေ့မှာပေါ့သူတို့ကနှစ်ထိုးကြီးတောင်းတာငါးစွန်းနဲ့အဲစကိုင်းနေကိုပုံကျဲတာလုပ်အဲ့ဒီတော့က ါရာမော်ဒါတွေကဒီမိတိလာလီတက်စကန်နဲ့တရဝူးလီတက်စကန်တက်လာတယ်။အောင်။သူရဲ့သဘောကတော့အဓိကဒီလီတက်စကန်ဌာနချုပ်တွေကာကွယ်ဖို့လီတက်စကန်နဲ့မိုင်90ပတ်လဲလုံခြုံရေးကိုကင်းထောက်ရင်းနဲ့ဒီ PDF တွေလောက်ရှားကြီးစိုးတဲ့နည်းမျိုးလို့ယူဆတဲ့ data ကိုအဲ့ဒီနေတာတဝိုက်ကလူတွေကြောက်သွားအောင်ကြောက်အောင်၆လံပြီးတော့ပုံကျဲနေအခု ဟိုပြောရလို့ရှိရင်တော့ဒီပါရမတာ၃တဲ့ဒေတာအဲတိုက်တဲ့ဒေတာတွေမှာတိုက်ပွဲဟိုတိုက်ပွဲဟိုမရှိဘူးနောက်ပြီးတော့ပိတ်ဆုံးတဲ့သူအများစုကအရက်သားတွေသူတို့ပြောရတော့ဒီဒေတာတွေမှာ PDF တွေဝင်ထွက်သွားလာနေတဲ့အတွက်ပစ်ချအမှန်တော့ဒါဒါ rush လောက်တာပဲအချမ်းဖက်တာနော်အလူလူအကြသားတွေကြောက်လန့်သွားတာမျိုးလို့အမေအခုဘာလောက်လာလဲဆိုတော့ပြီးတဲ့တိုင်းကပ္ပဆာတွေကနော်ဆီလနဲ့ထုတ်လုပ်တဲ့ဒေတာအဲဒီစက်ယုံတွေက PDF တွေရပြတ်မှတ်ဖြစ်လာနိုင်တော့အဲ့ဒီကပ္ပဆာရှိတဲ့နယ်မြေတွေနဲ့လေတပ်စခန်းတွေနော်လေတပ်တပ်ဆွဲတွေရလုံခြုံရေးအတွက်ကိုဟိုလေဒီကုံဖွဲ့တွေနဲ့ပါရမော်တာအာစီးတဲ့လူတွေထပ်ပြီးတော့လေ့ကျင့်ပေးနေတယ်။ဟိုဒါအပြင်ပဲဒီနေပြည်တော်ကနေပြီးတော့ဟိုဒီဒေတာတွေကိုပါရမော်တာတွေဒီဆက်ပြီးတော့ဟိုထောက်ပံ့တာတွေလုပ်ပေးနေတယ်။သူတို့လေ့ကျင့်တာဘယ်လိုလဲဆိုတော့ လူတွေရွာတွေအဲ့ဒီဟာတွေဒါပုံတူလုပ်နော်ပုံတူလုပ်ပြီးတော့အာပုံကျဲတဲ့ဟာအာပစ်ချတဲ့ဟာပြီးရင်ပါမော်တာစီးရတဲ့လူတွေပိုင်လော့တွေကိုစုပေးမယ်ဆိုတာမျိုးသူတို့တတ်ထဲမှာကျင်ညာထားတာအဲ့တော့အလားအလာကဒါကိုတိုးချက်သုံးမဲ့အနေအထားရှိတယ်မိုးရွာပြီးမှာတော့သူတို့သုံးလို့မရပဲအဲသုံးလို့မရတာနဲတာဖြစ်နိုင်တယ်ဒါပေမဲ့ဂျန်နဲ့အချိန်ကာလမှာနော်ညာဘက်တွေကိုအတုံးပြူတဲ့ တိုက်ခိုက်ရေးဖြူဟာတရက်အနေနဲ့အဲလှုပ်ဖို့ရှိတယ်လို့မှတ်ဆရပါတယ်ဗျ။ဆိုတော့နောက်တစ်ခုကဒီ ပါရမတာနဲ့ပတ်သက်ပြီးတော့ဗောလေဒီနိုင်ငံကဘက်မှာဆိုလို့ရှိရင်အပျော်စီးအဖြစ်ပေါ့နော်ခုနကတော့ဟိုစွန်စားကန်းလိုမျိုးတော့တုံးကြတဲ့ဟာမျိုးတွေရှိကြရှိကြတယ်ပေါ့နော်အရင်တုန်းကလည်းဒီမြန်မာမှာဆိုလို့ရှိရင်ဟိုမြန်မာ PPG club လိုမျိုးဒီလေထီးခုံအဖွဲ့တွေနဲ့ဒီစက်တက်လေထီးတွေပြန်လာပါတယ်လုတ်ခဲ့ကြတယ်ပေါ့နော်ဒီစစ်ဘက်တော့မဟုတ်ဘူးပေါ့လေဆိုတော့ဒါပေမဲ့ဒီလက်ရှိဒီမြန်မာမှာတော့ဒီစစ်ကောင်စီတပ်ကဟိုဘုံကျဲချတာမျိုးလုတ်တယ်ပေါ့နော် ဆိုတော့တကယ်လို့စစ်ပတ်ဆိုင်ရာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ရောဒီနိုင်ငံတကာမှာဒီ set up လေးတွေကိုဘယ်လိုပုံစံမျိုးတွေသုံးလို့ရှိလဲရှင်အဲထိုင်းမှာအာတော့ဒီ paramotor တွေကို tourism ဟောเนาะဒါကောင်းကင်ကနေပြန်ပြီးတော့ရှုပ်ကင်းတွေကိုကြီးတော့အဲမှာသူက pilot နဲ့ light see ရတာအဲ you champ တို့ပဲမြန်မာပြည်မှာလည်းအာနာမသိငယ် paramotor စီးတဲ့အပျော်တန်းအဖွဲ့အရက်ဖွဲ့အဖွဲ့ရှိတယ်အာနာသိမ့်လိုက်တော့သူတို့တွေ ေးစီးလို့မရတော့ဘူးเนาะအခုပြောရရင်တော့အဖွက်ပြက်သလိုဖြစ်သွားတော့စစ်ကောင်စီကသူ့ရဲ့အားသာချက်သူကကြီးကြီးတက်တည်းကအတုံးယုံနေဖြစ်မရှုမလားနေဖြစ်ရှုံးနေနေတဲ့အခါကျတော့သူ့ရဲ့အားသာချက်ဒါလေတောင်းတိုက်ခိုက်မှုကိုသူကတုံးအဲ့မှာလေရင်နေ drone နေလာကြကြကြပြပြတုံးနေခဲ့ဒါပေမဲ့ဘာဖြစ်လဲတော့လေရင်နေကလည်းပြန်တန်းကြိတ်များလာတယ်เนาะအဲ့ဒီခါမှာ maintenance လုပ်ရတာအရန်တက်လာတယ် engine တွေဆိုအလုံးလိုက်လဲရတယ် ။နောက် drone တွေကလည်းဒီ toll line ဘက်တွေကဂျမားတွေဒီတုံးတဲ့အတွက်ဂျမားကြောင့်ပျက်စီးတာတွေဖြစ်အဲ့တော့သူကဘာမော်တာတုံးဖို့စဉ်းစားလာ။ဘာမော်တာက မောင်းတဲ့သူအတွက်အနေများလာတယ်လို့ဆိုပေမဲ့လည်းသူကအောက်ခြေစစ်တီတွေရဲ့အသက်ကိုတန်ဖိုးထားတာမဟုတ်ဘူးနော်။လေရင်ဆိုတာလေပြက်ကြသွားလို့ရှိရင်လေရဲ့တန်ဖိုးတော့နောက်ဒီပိုင်လော့တယောက်ဖြစ်အောင်လေ့ကျင့်ပေးရတာအချိန်တွေအနှစ်တွေနဲ့ ကြာပြီးတော့ယူရတယ်ကုတ်ကြားစိတ်တွေရတယ်များတယ်အဲ့တော့အပေါ်ပေါ်အသက်တွေကိုပဲရင်းလိုက်တာပါရမော်တာတွေကသူကရှီကိုနင်းနေပဲသွားတယ်နောက်သူ့ရဲ့တောင်ပံတွေကပျော့တယ်လေအဲ့ဒီကကြတော့လေတိုက်နှုံးကမြင့်တယ်နော် air turbulence ဖြစ်တယ်ဆိုရင်အပူချိန်တွေများတဲ့အခါဆိုရင်သူကအနေများတယ်သူသဖြင့်တော့အော်အတွေ့အကြုံမရှိတဲ့သူတွေအစိမ့်တက်တက်ဆိုရင်စီးဖို့မသင့်ဘူးဒါပေမဲ့လဲတင်ကြားရတာ ဒီမောင်းဖို့အတွက်တင်ကြတာတိတ်ခက်လာတော့မဟုတ်ဘူးဟိုရဲတပ်ပတ်တွေနောက်နေကိုအစဉ်ပြေးတဲ့ဟာဟာမတ်စ်ကဒီအစ္စရေးကိုဝင်တိုက်တဲ့အခါမှာစကားစအိုင်ဒီယာရလာတယ်ပေါ့ဘာလို့ဆိုရင်ဟာမတ်စ်တွေတိုက်ပြီးတော့အော်တိုဘာ2023အော်တိုဘာ9ရက်နေ့အော်ပရေရှင်းပြီးတလားလောက်ကြမှာပဲမင်္ဂလာတော့လေတာစကန်ဌာနချုပ်လေတာဆွဲပေါ့မော်ဘီနာမှာရှိတယ်အဒီဝါဘရောအင်ဂျင်ကုန်းကလကုန်းနောက်တကာနဲ့လဲငုတ်ချောင်း ဒီတေးရွာအုပ်စုတွေကိုဆက်ပစ်ကွင်းလုပ်ဖို့အတွက်ရှင်းထုတ်ပလိုက်တာတွေ့တယ်။နောက်အဲ့ဒီနောက်ပိုင်းတနစ်ကျော်လောက်စတက်လေဒီတွေနဲ့ကျင်းသာဆက်တွေထုတ်တာတွေတောက်လျှောက်စူးစားခဲ့ပြီးတော့အခုဆိုရင်လုံုံရင်းအပြင်ဒါဒါဘုံကျဲတာတွေကိုကြဲကြဲပြန့်ပြန့်လုံလာတာဖြစ်တယ်။နိုင်ငံငါမာနဲ့မတူတာကဥပမာနိုင်ငံချင်းပြစ်နေတဲ့အဲစစ်ပွဲဆိုရင်ဒီပါရာမော်တာတွေကိုဖမ်းယူနိုင်တဲ့ရေဒါရှိတဲ့တူရကီက အာလုတ်တဲ့ radar ဆိုနာမည်ကြီးတယ်။သူကအဲ့လို drone တွေရောငေါ်ဒီ paramotor တွေရောဖမ်းနိုင်တာပေါ့နော်။ဒီမှာကကြတော့ဒေါ်လာကြီးတက်တယ်ကဒီကြောင်းရန်ကာမှာအဲ့ဒါတွေမလုံးနိုင်ဘူးလေ။အဲ့တော့သူကဒါကိုအခွင့်ကောင်းယူပြီးတော့ဟောတုံးလာတာပေါ့နော်။အဲ drone ဆို drone ကမှဂျာမာမိနိုင်နေတယ်ဒီကောင်ကဂျာမာမမိတာ။အဲ့တော့သူ့မှာအနေရကတော့လက်နဲ့ငယ်နဲ့ပါအာထိနိုင်တဲ့အနေထားတော်တော်နိုင်နိုင်ပေါ့လေ။ဒါပေမဲ့လည်းအခုလက်ရှိအနေထားဒီတော့ ပြချနိုင်တာမတွေ့ရသေးတာအာအားနေချက်တခုလို့ပြောလို့ရပါတယ်ဗျာဒီဟိုစက်တက်လေဒီကဟိုဂျမ်းမာရီနဲ့ဟိုမညှိတဲ့အတွက်ကြောင့်မလို့ဒီစက်တက်လေထီကလက်ရှိဆိုလို့ရှိရင်အဲပြည်သူတွေအတွက်ပေါ့နော်ထိုးသက်ပြည့်ဒီအညာဒေသမှာရှိတဲ့လူတွေအတွက်တော့အိမ်မက်ဆိုးလို့ဖြစ်နေတာပေါ့လေဆိုတော့ဒီဒီစက်တက်လေဒီကြောက်ပေါ့လေဒီနှစ်လအတွင်းမှာပေါ့လေသူတို့စ သုံးနာကတွေ့ရတာဒီဇင်ဘာလအလောက်ကစပြီဆိုတော့နှစ်လလောက်ရှိပြီပေါ့နော်ဆိုတော့ဒီအတောအတွင်းမှာဒီစက်တက်လီတီကြောင့်ဘယ်လောက်ထိအဆုံးရှုံးမှုရှိနေပြီလဲပေါ့နော်ပြီးတော့တစက်ထဲပေါ့လीဒီစက်တက်လီတီရန်ကနေထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်ပေါ့လीဘယ်လိုမျိုးကြိုတင်ကာကွယ်နေထိုင်တယ်လဲရှင်ဟုတ်ပါတယ်သူစားတိုက်တာဒီဇင်ဘာလ25ဆိုတော့ကျွန်တော်ဒီ February 20ရက်နေ့ထိဆက်ရင်းပေါ့လीနှစ်လနီးပါးကြာမှာဆိုရင်ပရာမော်တာနဲ့တစ်ခတ်တိုက်ခိုက်လို့သိဆုံးတဲ့လူ16ယောက်ရှိပြီ နော်အဲ့မှာဒဏ်ရတဲ့လူကအနည်းဆုံး90လောက်ရှိတယ်။လူနေအင်ဂျီတော့40လောက်ပျက်စီးဆုံးရှုံးသွားတာ။ဒီစစ်ကောင်စီတိုက်ရဲ့ပါရမော်တာတွေကသူကဒီလေမြန်နေနဲ့ပေါ့နော်ဒိုမက်စတစ်လေတောင်းလိုက်လေမြန်နေနဲ့လွတ်ဖို့ရောနောက်ဘုံချဖို့အတွက်ပေါ့သူကအမြင့်ပေနိမ့်နိမ့်ပြန်တာ400လောက်ဟို400လောက်ထိကိုပြန်တာရှိတယ်နော်။ခါကြရင်တော့လည်းသူပေ2000လောက်ထိပြန်တာရှိတာပေါ့။အဲ့လိုဒါပေမဲ့သူကလည်း အဲထုတ်လုပ်မှုတွေတီထွင်မှုတွေအဲလုပ်နေကြပဲလေဒီဟာကိုအစင်းမြင့်နိုင်အောင်သူစူးစမ်းနေမှာပေါ့တကယ်တမ်းသာတန်းဝင်တဲ့ပါရာမော်တာကိုသူတို့ထုတ်နိုင်တာပဲဖြစ်ဖြစ်နိုင်ငံသားတွေဝယ်နိုင်တာပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုလုပ်လိုက်ရင်သူဘုံကြီးများများတည်လာနိုင်မယ်နောက်သူက GPS ဆက်အဲသုံးတဲ့အတွက်တရင်ရလို့ရှိရင်ဒေါ်လာရင်းတက်တည်ရဲ့စခန်းနေနောက်ပြီးတော့လက်နဲ့တိုက်ပေါ့အဲ့ဒါတွေအတွက်စိုးရင်ကြာရှိတယ် ခုနပြောလို့ဟိုဂျာမာခံလို့မရတဲ့ဟိုတော်လိုင်းတဲ့တွေအတွက်အားနေချက်ရှိဒီဒါကပြောရရင်စမ်းတက်တဲ့အဆင့်ဒီစမ်းတက်တဲ့အဆင့်မှာပါရမော်တာ100အကျော်ကိုအရန်တင်းလောက်ထားလို့ဟိုစီစဉ်ထားတယ်เนาะနောက်ထပ်လဲထောက်ကူပြုရဲဆိုရင်သူကထပ်ပြီးတော့လင်းလင်းမြန်မြန်ထုတ်နိုင်တဲ့အနေအထားရှိသူတို့ကတော့လေကြောင်းကတိုက်ခိုက်မှုတိုးချဲ့လို့ဟိုဝယ်စင်းသားနာမှာ drone ဆိုရင် ဝယ်ထားခဲ့တာတပေါင်းလောက်ရှိတော့စူဆိုက် drone တွေရောဘာတွေရောပါဝင်နော်အခုက paramotor ကိုတိုးချဲ့တယ်အဲ့တော့ AA ဝင်နိုင်တယ်လို့ယူဆထားတဲ့တိုင်းသုံးတိုင်းပဲခူးတိုင်း AA ရဲ့နဲ့မကွေးတိုင်းဒီမှာအခုဆိုရင် paramotor တိုက်ခိုက်မှုလေ့ကျင့်တဲ့ဟာအချိန်မြင့်လောက်တယ်အဲ့တော့ဘလူးကာကွယ်မလဲနော်ဟိုစစ်ဖက်တမားတွေကတော့ဟိုသူတီးကြပါတယ်သူတို့ရဲ့ကာကွယ်နဲ့ပတ်သက်ပြီးတော့သိမြန်မြန်ပြောကြမလို့ထင်ပါတယ်နော်ညာဘက်ကိုဟိုအဆောင်ချထားတာ sniper အာ night vision ပါတဲ့ sniper တွေထားတာနော်အဲ့လိုကနေပြီးတော့အကယ်၍မင်းလူဒီလိုမျိုးလူစိတ်မရှိတဲ့နှာကောင်သုံးကောင်လောက်ကိုပစ်ချလိုက်နိုင်ရင်နောက်ဆိုရင်ပါရမော်တာမောင်းမောင်းမှဆိုလို့ထွက်ပြေးတာတို့ဟန်ပြပြန်ပြီးတော့ပြန်သွားတာမျိုးတို့ဒါဖြစ်လာနိုင်ကျွန်တော်ကတော့ဒီမှာအာဆိုရင်ဘီသူတွေအတွက်ပေါ့ဘီသူတွေအနေနဲ့မလုပ်ရမလဲဆိုရင်အညာပစ်တိုင်းတောင်လေးများအဖွဲဆိုတဲ့အဖွဲကနေပြီးတော့ထောက်ထားတဲ့လက်ကမ်းစာဟောပဲကျွန်တော်ကိုးကားပြီးပြောလိုက်ပါမယ် နေနေမှာဘုံခိုချင်းတူတာเนาะနောက်အိမ်ထဲမှာဝယ်တဲအိမ်နဲ့ကာရာတွေအဲလှုပ်ထားတင်တယ်ဒီဆက်တက်လေဒီအတန်ကြားပြီဆိုတာနဲ့ဘုံခိုချင်းဒါမှမဟုတ်လို့ရှိရင်လုံုံနဲ့အစာဦးတဲကိုဝင်နေဖို့လိုအပ်ပါတယ်အပြင်ထွက်ပြီးတော့မဆတ်စုဖို့လိုပါတယ်ဒီအတန်ကြီးပါရမတာတန်အဆက်မပြတ်ကြားနေတယ်ဆိုရင် မျက်စိနဲ့ဒါကိုပိတ်ပဇက်ဟပြီးတော့ငြင်းငြင်းလေးထိုင်နေလိုက်ပါအဲ့ဒါလိုကဒီမှာနောက်ထပ် အဆက်မပြတ်ကြားနေသေးတယ်ဆိုရင်အရာမှောက်လာနော်အဘယ်လိုလဲဆိုတော့ဒါကကသူကပြစ်ဖို့အတွက်ကိုဟိုလှုပ်လာတယ်လို့ပုံယူစားတယ်ကိုနဲ့နီးနေတဲ့အတန်တို့ယူဆလို့ရှင်အရာမှောက်နေလိုက်ပြင်ပန်းနဲ့အဲမြေပြင်နဲ့တော့မထိစေနဲ့ပေါ့နောက်ခုနပြောလို့မျက်စိနဲ့နားကိုပိတ်ပြီးတော့ ပစားဟနေလိုက်ပါဒီအတန်လုံးလုံးမကြားတော့ဘူးဆိုတော့မှအပြင်ထွက်ပါဒါကပါရမော်တာမလည်းမဟုတ်ဘူးလေရင်လည်းထုံနီး၎င်းပဲဆောင်းတိန်လို့ဟိုကိုယ့်ရဲ့ဘေးအန္တရာယ်ကင်းစည်ရေးအတွက်လုပ်ယူလို့ရပါတယ်နော်ဟုတ်ကဲ့ဆရာအဲဆိုတော့ဆရာဒီတပတ် editorial talk အစီအစဉ်ကိုဒီမှာပဲရှင်းနာခွင့်ပြုပါဆရာပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။